အားလုံးပဲမင်္ဂလာပါခင်ဗျာ channel လေးကနေပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့စာရေးသူဆရာအေဂါဇော်ရေးသားထားတဲ့စုံထီချီဥပဒါနဲ့ဒွိကျောင်းရမှာစုံညီမဆိုတဲ့ဇလန်းလေးကိုတင်ဆက်ပေးခြင်းပါတယ်ခင်ဗျာဇလန်းလေးကိုနားတော်တာဆင်ပြီးကြပါအောင်ခင်ဗျာထပ်ပြီးတော့ပြောပြရအောင်မေဟိုတနေ့ကပြောခဲ့တဲ့ အကြောင်းရဲ့အဆက်လေးပေါ့ဗျာအဲ့ဒီအကြောင်းကိုမပြောခင်မှာဥပဒါကြီးအကြောင်းကိုပြောရအောင်ဗျာ သူကအနေထိုင်ယူအီဝင်နေတက်တယ်ဗျ။သူ့ကိုကျွန်တော်တို့ကစုံမှန်းသိပြီမဲ့ကြောက်ရမယ့်အစားခင်းအောင်ခင်းနေကြတာ။သူကကိုယ်တော်တော်ကြိုက်တာဗျ။လူကလည်းကရင်ဆက်တယ်လို့လို့မုံဆက်တယ်လို့လို့တော့ပြောကြတယ်။လူကတော့ခပ်ဖြူဖြူပဲ။အကျုပ်တို့အညာသားတွေကတော့သိတယ်မလား။အသားကြီးကထမ်းလဲလဲအောင်များတယ်။အတချို့ကနေပူထဲမှာအနေများတယ်လူဆိုတော့ပုံရင်ကြီးအောင်ပေါ့။အောင်မဲ။ မိန်းကလေးတွေကြတော့ပုံရင်ကြီးရောင်လို့ပြောရင်တော့စိတ်ဆိုးကြတာမိန်းကလေးတွေကိုကြတော့အသားကိုကရမက်အယောင်တက်လေးအကျိုးတို့ရွာမှာအသားဖြူတာဆိုလို့ဥပဒါရေရွာအနောက်ပိုင်းကရင်အစုကကရင်စတွေရွာမှာငွေတို့ချေးစပြီးတော့အရေးဆိုင်ဖွင့်တဲ့တရုတ်ကြီးရေဒီလောက်ပဲရှိရပါဥပဒါကြီးအကြောင်းကိုကျုပ်တို့လည်းသိကြပြီမဲ့ရွာကလူတွေတော်တော်များများကတော့တိတ်ပြီးတော့မသိကြဘူးအကျုပ်ပြီတော်မှာ ရေးရမသိဘူးဗျအဲကျုပ်ဘိုးကြတော့ဥပဒါအမေကိုမိလိုက်တဲ့သူဆိုတော့သူကတော့နည်းနည်းပါးပါးသိတယ်ဥပဒါဆုံးပြေတာသူ့အမေကြောင်းတယ်ဥပဒါရဲ့အမေကမယ်ပြင်းလို့ခေါ်တယ်မယ်ပြင်းကဝမ်းနည်းပါဆုံးတယ်သူ့ကိုတချို့ကကဝေမြောက်လို့လည်းပြောကြတယ်မယ်ပြင်းလို့ခေါ်ရတာကတစ်ချိန်လုံးအိတ်လိုက်စားလိုက်စိတ်ကူးရင်လိုက်နဲ့ပြင်းတယ်လို့မယ်ပြင်းလို့ခေါ်တာတယ် အဲ့ဒါမဲ့မဲပြင်းလို့နာမည်ရပြီမဲ့သူတို့အိမ်ကိုသွားရင်ဖုံးတမုံတဲတပွေမတွေ့ရသလိုအိုးတွေခွက်တွေဆိုလဲပြောင်းစင်းနေတာပဲတိဗျာဘာလို့လဲဆိုတော့မဲပြင်းကသူကသာ အပြင်းတက်တာအိမ်မှုကိစ္စတွေအလုံးကိုကဝေအတက်နဲ့ခိုင်းထားတာလေဗျာတခါတခါတပြည့်စီကြီးကခြံထဲမှာသူ့လိုလိုလိုက်ပြီးတော့လဲနေရတော့နွားစာဆင်းတဲ့ဓာကြီးကနွားစာတွေကိုသူ့လိုလိုဆင်းနေရတော့ တန်စီပိုင်းနဲ့လှုပ်ထားတဲ့ရေပုံးကြီးကသူ့လိုလိုရေတွေခတ်ပေးနေရတော့တွေ့တက်တယ်လို့အဖိုးကတော့ပြောမှုတယ်။ဥပသားကြီးစွန့်နေဆိုတာမယ်ပြင်းတို့အိတ်နေတဲ့လောက်ပဲရှိတယ်လို့အဖိုးကတော့ပြောမှုပါတယ်။ဒီတော့ဥပသားလည်းသူ့အမေရဲ့ခြေရာကိုနင်းပြီးတော့စွန့်တာနေမှာပေါ့ဗျာ။အဲ့ဒီမယ်ပြင်းဆိုတဲ့မိမကြီးအကြောင်းလဲအတော်ရှိရဲ့ဗျာ။ကဲထားပါတော့အခုကဥပသားအကြောင်းပဲဆက်ပြောကြအောင်။ဥပသားကကျုပ်တို့၁၀နှစ်လောက်မှာ ူကအသက်40လောက်တော့ရှိမဲဗျထိတ်ကတော့အတော်ပြောင်းလေးရတချို့ကပြောတာကကဝေတွေနဲ့ပညာပြိုင်နဲ့ရှုံးသွားလို့ဒီလိုမျိုးရုပ်ဆူသွားလို့ပြောကြတယ်ဥပဒါလူပြိုပေါက်တော့ကဆိုရင်ရုပ်ရည်ကအတော်ချောတာတယ်မင်းသားကြီးခင်မောင်ရင်တို့စေလွင်တို့ရုပ်မျိုးတယ်ရွာကအပြူတွေကလည်းရုပ်ရည်ကိုကြိုက်ပေမဲ့ဒုံမဲ့ပြင်းသားဆိုတာနဲ့တင်လန့်နေကြတယ်လေဥပဒါကလူပြိုကြီးပြား တည်သွားတဲ့အထိမိမတယောက်မှမရှိခဲ့တာသူတည်သွားတော့သူ့ပညာတွေလည်းဆုံးမသွားတယ်ထင်ပါရဲ့ဗျာဥပဒါကအလုတော့အတော်လုတဲ့လူဗျာဖရာတရားလည်းသိမရှောင်ဘူးလေတခြားဆုံးတော့ကဝေးတို့ကဖရာတရားတော့ရှောင်ကြနိုင်မလားဥပဒါကတော့အလူဆိုလဲပါလိုက်တာပဲဗျာဖောင်းကြီးကျောင်းဆိုလဲသူ့ကိုခိုင်းရင်သွားတာပဲကျိုးတို့ဖေလက်ထက်ကဖရာငုတ်တို့ကို ပြန်ပြီးတော့ပြုတ်ပြီးပြီးတော့တီးဆောက်တော့သူလည်းလှုပ်အားဝင်ပြီးတာပဲ တခါတော့ကျုပ်ဖေကပြောဘူးတယ်ဗျရှင်မြူနာသားအလူမှာဥပဒါကထင်းနေခွဲပေးရဲ့ဒီချိန်မှာရွာဦးเจ้าဆရာတော်နဲ့တွေ့တာပေါ့လေဆရာတော်ကဟဲ့ပါသားမဲမလဲခွယ်မကောင်းတဲ့အကုသူအတတွေကိုစွန့်ပြီးတော့ကောင်းမှုတွေကိုလုပ်ရင်ပို့ပြီးတော့အကျိုးများနိုင်မှာခွယ်အဲ့လိုပြောလိုက်တော့ဥပဒါကြီးကတင်မအတတ်ပညာတွေကိုတော့ စွန့်လို့မရပါဘူးဗျာဒါပေမဲ့အဲ့ဒီအတက်တွေနဲ့မကောင်းမှုမလုပ်ရင်အကုသို့မဖြစ်ဘူးမို့လားဖရားရယ်ရောဦးကျောင်းဆရာတို့လည်းထပ်ပြီးတော့မဆုံးပါတော့ဘဲနဲ့လက်ပြန်သွားရတယ်လေဥပဒါကအလို့ဆိုရင်တော့မခိုးကပ်ဘူးဗျာအမြဲတခုခုလုံနေတတ်တဲ့လူကြီးဗျာအသူကိုတော့ကြိုးတို့ခလေးတွေရွာက ကားလာသားတွေကခင်ကြရလေခလေးတွေခင်တာလည်းမပြောနဲ့ဗျာအတေးတော့ကျုံနေဖိုးတယောက်တို့ ကျုပ်တို့ရဲ့ခြံထောက်ကမလကာပင်ကြီးပေါ်တက်ကြတယ်။မလကာသီးလေးတွေကအပင်ထိပ်မှာရှိတော့စားရမလားဆိုပြီးတော့တက်ခူးကြတာပေါ့ဗျာ။မလကာပင်ကအပင်နေဆယ်နီးပါးမြင့်တာပေါ့ဗျာ။ကျုပ်တို့တက်နေတာကိုပေါက်တူးထမ်းပြီးတော့လမ်းလျှောက်လာတဲ့ဥပဒါကြီးကတွေ့သွားတာပေါ့။ဟိကောင်လေးတွေဘာလို့သိပင်ပေါ်တက်နေတာလဲကွာ။မလကာသီးလေးတွေသီးနေလို့တက်ခူးတာပါဥပဒါကြီးရဲ့။ မင်းတို့မလကာသီးတွေကအကြည့်လူတွေပါကွာမပွားသေးပါဘူးကွာတက်မနေနဲ့ကြည့်လေကြည့်ကြည့်ဗျာစားမြိုင်လေဝါပြီးတော့ထွေးထုံပဲကျုပ်တို့ကလည်းအလျှော့မပေးဘဲနဲ့ဆက်ပြီးတော့တက်နေတာပေါ့အဲ့ဒီအချိန်မှာဥပဒါကြီးကမလကာဘီမကိုလက်ညှိုးထိုးလိုက်ပြီးတော့ကဲမင်းတို့ရဲ့အသေးအကျစ်လေးတွေကို ပွားသွားအောင်လို့ငါလှုပ်ပေးမယ်လှုပ်ပြောပြီးတော့ဘာတွေလဲတော့မသိပါဘူးယူလိုက်တာ အကျုံတို့မျက်စိရှိမှနေပဲမလကာသေးတွေကတပြေးပြေးကြီးလာပြီးတော့အယောင်ကလည်းဝင်းလာတာဗျာကျို့တို့ဖြစ်အံ့ဩလို့မစုံကျို့တို့လည်းအပင်မော်ကိုခတ်မြန်မြန်တက်ပြီးတော့မလကာသေးတွေခူးတာပေါ့ဗျာခြောက်လုံးတော့ရလိုက်တယ်ထွားထွားပေါ့ပေါ့ကြီးတွေဗျာဥပဒါကြီးကကျို့တို့ကိုကြည့်ပြီးတော့ပြုံးပြုံးနဲ့လမ်းဆက်လျှောက်သွားပါလိရောကျို့တို့လည်းမလကာသေးတွေကို စားလိုက်ကြတာပေါ့ဗျာအဲ့ဒီတော့ကတော့ခလေးဆိုတော့မကြောက်ဘော့အပင်းချက်မလား စေးထက်မလားလဲမသိစုံးပညာနဲ့ပွားအောင်လှုပ်ထားလဲစားလိုက်တာပဲဗျာအဲအခုဆိုရင်တော့ဘယ်စားတော့မှန်းလဲဗျာနော်နောက်တော့မိုးကုံလို့စောင်းကူးလာပြီဆိုရင်ကျုပ်တို့ကလေးတွေစုံလုံးကြတဲ့အချင်းပေါ့ဗျာစီစဉ်စက်ကွန်စုံလေးတွေကိုဝယ်ပြီးတော့အချီလုံးနဲ့လွတ်ကြတာပေါ့ဒါမှမဲ့အဲ့ဒီစီစဉ်စုံကအဲ့ဒီခေတုံးကအရန်ရှာတာဗျာမြန်သာမျိုးကိုတက်ပြီးတော့ဝဲမှရတာမျိုးကိုလည်းကြွာကလူယုံရှိမှစုံကိုမာလို့ရတာ လူကြိုမိုင်းတော့လူတိုင်းကဝယ်ပြီးတာမဟုတ်ရဲ့တကားအဖေကမြို့နယ်အစည်းအဝေးဆိုပြီးတော့မြို့တက်ရပါလေရောဗျာကျုပ်တို့လည်းလိုက်ချင်တာပေါ့ဒါပေမဲ့ကလေးတွေမလိုက်ရဘူးဆိုတော့အမေကိုစွန်တွေကိုပူဇော်လိုက်တာပေါ့အမေတို့ပြန်လာတော့စွန်ဆိုင်ကောင်လောက်ပါလာတာပေါ့ဗျာကျုပ်တို့ကလေးတွေဆိုတာလူလိုက်ရတာလူတွေကများပြီးတော့စွန်ကနဲနေရကိုနောက်တော့အချီလုံးနဲ့စွန်လွန့်ကြရလေစွန်လို့ဖို့ကလည်းလေကောင်းတဲ့တလင်းကြီးတဲ့ကိုသွားပြီးတော့လွတ်ကြတာ ရွာမှာကျုံညီဝန်းခွဲတယောက်ရှိတယ်။သူ့နာမည်ကငဆွေတယ်။မျက်စိဆွေနေလို့အဲ့လိုခေါ်ကြတာ။ငဆွေကစွန်လွန့်ချင်တယ်ဆိုတာနဲ့သူနဲ့ကျုံတယောက်တည်းစွန်လွန့်ကြတာပေါ့။အဲ့ဒီတလဲမှာသူနဲ့ကျွန်တော်နှစ်ယောက်တည်းပဲရှိတယ်။လေးကလည်းကောင်းတာရှိတော့စွန်ကမိုးပေါ်ကိုထောင်နေရောက်တဲ့သွားတာပေါ့။ငဆွေစွန်လွန့်နေတော့ကျုပ်ကလည်းတပင့်ရိတ်ကနေထိုင်ကြည့်နေတာ။နောက်တော့ကျုပ်လည်းရောက်ပြီးဆိုပြီးတော့ငဆွေစီကနေအချီလုံးသွားတောင်းတာပေါ့။ မဆွေကလည်းပြန်မပေးဘူးလေဒါနဲ့ပဲလူကြိုင်နဲ့အချီချိုပြတ်ထွက်သွားပါလိမ့်ရောဗျာကျိုးမဲ့ဆုံဆိုတာသိတယ်မလားလေးရွာကိုလွင့်ပါသွားတာပေါ့ကျုပ်လည်းကျုပ်ဆုံလေးကိုတော့သမျောတာပေါ့ဗျာထားရဖို့လေသိပ်မလွယ်ဘူးလေဒါနဲ့ငဆွေနဲ့ကျုပ်နဲ့တလင်းထဲမှာထိုးကြပါလိမ့်ရောတလင်းဘေးကလေကဥပဒါကြီးရဲ့လဲဗျာစဘာတွေသိပြီးတော့အနံအောင်လိုက်ရာထောင်ကြီးရဲ့စဘာတပည့်မှမရှိဘူးဗျာ ကွင်းဆောင်မှာအလက်လုံနေတဲ့ဥပဒါကြီးပြေးလာပြီးတော့ကျုပ်တို့ကိုဖျက်မြေးတာပေါ့ကျုပ်ကလည်းစွန်မာသွားလို့ဆိုပြီးတော့ငုံနေမိရဲ့ဥပဒါကခါပြုံးပြုံးနဲ့မပူနဲ့ကောင်းလေမင်းစုံကငါပြန်ခေါ်ပြီးမင်းဘလို့ခေါ်ပြီးမှလဲဗျာကျိုးပြတ်ပြီးတော့လွတ်ထွက်သွားတာကိုဥပဒါကဘာမှမပြောဘဲနဲ့လေထဲမှာလွတ်နေတဲ့စွန်ကလေးကိုလက်ညှိုးထိုးလိုက်တယ်စွန်ကတော့အတော်ဝေးကိုရောက်နေပြီဗျာ ဖျားလိနေရဲ့ကောင်းခင်ပေါ်မှာခတ်ရေးပဲမြင်ရတော့တာ။ဒါပေမဲ့ဥပဒါလက်ညှိုးထိုးတဲ့နောက်ကိုစုံကလေးကလက်နေရဲ့ဗျ။ထူးစားလိုက်တာတော့ပြောမနေပါနဲ့။ကျိုးပြပြီးတော့အထင်းကိုမနေတဲ့စုံလေးကဥပဒါကြီးဘယ်ဘက်ကိုလက်ညှိုးထိုးလိုက်ရင်ဘယ်ဘက်ကိုပြန်သွားတယ်။ညာဘက်ကိုလက်ညှိုးထိုးလိုက်ရင်ညာဘက်ကိုလိုက်ပြန်သွားတာ။နောက်တော့တဖြည်းဖြည်းအောက်ကိုကျလာပြီးတော့ငဲ့တဲ့ကောင်လိုပဲကွင်းထဲကိုဖြတ်ပြန်လာတယ်။ပြီးတော့ကျုပ်တို့ခြေထောက်ရှိကိုဖုတ်ခွနဲ့ပြုတ်ကျသွားတာဗျ။ ကျုပ်တို့ဖြင့်ကို့မျက်လုံးကိုမယုံနိုင်ဘူးကဲကောင်းလေတွေရံဖြစ်မနေရနေတော့နောက်တစ်ခါဆိုရင်မင်းတို့အဖေကိုငါသွားတိုင်လိုက်မယ်အဖေကကျုပ်တို့ဆွေမျိုးချင်းချင်းရံဖြစ်တာလုံးဝမကြိုက်ဘူးဗျအထူးသဖြင့်ကလေးတွေကိုပေါ့ကျုပ်တို့လည်းစုံပြန်ရပြီဆိုတော့ဆက်မလုပ်ပဲနဲ့ပြန်လာကြတာပေါ့ဗျာပြောကြည့်ရပြောနေရတယ်အခုမှလူဝင်းကိုတတိရတယ် ဖိုးတယောက်ကိုလှုပ်သွားတဲ့မိအေးဆိုတဲ့ဆုံးမကဒွေးချောင်းရွာမှာနေတဲ့ဗျာဒွေးချောင်းဆိုတာကျုပ်တို့နဲ့တိတ်ပြီးတော့မဝေးတဲ့ရွာတရွာပေါ့ဗျာရွာရဲ့အရှိမချောင်းတစ်ခုရွာရဲ့အနောက်ဘက်မှာချောင်းတစ်ခုစုစုပေါင်းချောင်းနှစင်ရှိတဲ့ရွာမလို့ဒွေးချောင်းရွာလို့ခေါ်တယ်လို့ကျုပ်ဖိုးကပြောပူတယ်ဗျာအဲ့ဒီရွာကရွာငယ်ကလေးပါတရွာလုံးကလဲလို့တငါလို့တဲ့စင်းရဲတဲ့ရွာကလေးပါအမိကသားစားခြင်းပဲမြေ ရွာကလူကိုမလုချင်တော့ကျုပ်တို့စီကိုနေကျော်ပြီးတော့ဖိုးတို့စီကိုလာလောက်တာနေမှာပေါ့ဗျာဥပဒါကမိအေးကိုဆုံးမလွတ်လိုက်တာတော့မိအေးကဘယ်ကြေနာနေမှာလဲဗျာအားနဲ့အညိုးထားတယ်ထင်ပါတယ်အဲ့ဒီအဖြစ်ဖြစ်ပြီးတော့တလက်လောက်ကြာတော့မိမနဲ့ရောရွာထက်ကိုရောက်လာကြတယ်တယောက်ကအရာခက်ရှိရှိပဲပင်ပါပါခေါင်းပေါ်မှာခံတောင်းလက်တောင်းကိုရွက်ထားတယ်နောက်တယောက်ကတော့အရာခက်ဘူးခန္ဓာကိုယ်ကခက်ဝါးဗျာ သူတို့ကရွာထိပ်ကိုရောက်တော့ဘေးကကွင်းပြင်ထဲမှာနွားချောင်းတွေရဲ့ဖိုးပေါင်ဆိုတဲ့ကောင်လေးကိုလမ်းအောင်တယ်ဖိုးပေါင်ကကွင်းထဲမှာနွားတွေကိုလမ်းထားပြီးတော့တစ်ပင်ရိတ်မှာအိတ်နေရလေဟဲ့ကောင်လေးနေတို့ရွာမှာဥဒါဆန်ဆိုတဲ့လူကြီးရှိသလားဘေးကဥဒါဆန်လေကြုံမသိဘူးဥဘတာလို့ခေါ်တဲ့လူကြီးလေဟောဥဘတာဆိုလဲဥဘတာလို့ပြောရပေါ့ဗျာရှိတယ် ဒါဆိုလည်းအဲ့ဒီလူကြီးကိုသွားခေါ်ပေးစမ်းပါဖူးမောင်ကလည်းအဲ့ဒီနေရာကနေထတော့မထဘူးလေဗျမခေါ်ပေးနိုင်ဘူးဗျတွေ့ကျင်ရွာထဲကသူ့ရင်ကိုလိုက်သွားပေါ့ဟဲ့ကောင်လေသွားခေါ်ပေးလို့ပြောနေရလေဖိုးမောင်ကိုအဲ့ဒီမိမနေရောက်တဲ့ကပူပူဝမိမကမျက်စောင်းထိုးပြီးတော့ကြည့်ရတယ်ဗျသူမျက်စောင်းထိုးတာကိုခံလဲရတဲ့အချိန်မှာဖိုးမောင်တယောက်ချက်သိန်းတွေထပြီးတော့ တမျိုးကြီးဖြစ်ပြီးတော့ကြောက်လာတယ်ဗျာအဲဒီခါမှာပူပူဝမိမကိုဘေးထဲကအရရှိနေမိမကလမ်းကြတယ်ညမလေးစိတ်ကိုလျှော့ပါကွယ်ဒါပေမဲ့အဲ့ဒီပူပူဝမိမကစိတ်မလျှော့တဲ့အပြင်ဖိုးမောင်ကိုလက်ညှိုးထိုးပြီးတော့ပြောပါတယ်ဟဲ့ကောင်လေးနင်းသွားခေါ်ပေးမလားမခေါ်ပေးဘူးလားဖိုးမောင်ကလည်းခက်ခက်ကောင်ဆိုတော့မခေါ်ပေးဘူးလို့ညင်းလိုက်တာပေါ့ဗျာ ဲ့ဒီအချိန်မှာအဲ့ဒီမိမကဖိုးမောင်ကြောင်းနေတဲ့နွားကြီးကိုလက်ညှိုးတစ်ချက်ထိုးလိုက်တာနွားကြီးကပြာဖြစ်သွားတယ်မသိဘူးခွာတွေကိုရက်နေတာဖုံတွေထနေရော်တယ်ပြို့ဖိုးမောင်လည်းနွားကြီးကိုထိုးစမ်းပြီးတော့ကြည့်နေနဲ့နွားကြီးကသူ့စီကိုဂျိုကော့ပြီးတော့ပြေးလာပါလေရောအဲ့ဒီနွားကြီးကဖိုးမောင်ဖေးရဲ့ခိုင်းနွားကြီးဗျာအလွန်လူချင်းနေအလွန်လိမ်မာတဲ့ကောင်ကြီးအခုတော့ပခင်ဖြစ်ပြီးတော့အမြဲတမ်းကြောင်းနေတဲ့ဖိုးမောင်ကိုတော့လိုက်ဝေးပါလေရောဖိုးမောင်မှာ ကြောက်ကြောက်နဲ့ထပြစ်ရတာပေါ့အဲ့ဒီတော့မှပူပူကမိမကခါထောက်ပြီးတော့အော်ရယ်နေတော့တာပဲပြောနောက်တော့အတန်နဲ့ကြည့်နေအော်လိုက်သေးတယ်အဲ့ဒီဘာသာဆိုတဲ့လူကြီးကိုပြောလိုက်ဒွေเจ้าကမိအေးတို့ညီအမတွေရောက်နေရဲ့လို့ပြောလိုက်စမ်းပါအဲ့ဒီအချိန်မှာ ဥပဒါကြီးကသူ့ရဲ့ရှေ့ကိုပြစ်မှာထားနေပြီးတော့ကုန်းစားဖို့ကုန်းရနေတဲ့အချိန်ပြရွာလေလမ်းတိုင်းဖုံတလုံးလုံးနဲ့ပြေးလာတဲ့ဖိုးမောင်ကိုဥပဒါကြီးကကြည့်လိုက်တယ် သူ့နောက်ကနွားကြီးလက်နာတာကိုလည်းတွေ့လိုက်ရတယ်။မကြပါဘူး။ဖိုးမောင်ကသူ့ခြံကိုအမောတကောနဲ့ပြေးဝင်လာတယ်။နွားကြီးကလည်းဖိုးမောင်နောက်ကိုလိုက်နေတော့ပဲဗျ။ဥပဒါကြီးကနွားကြီးကိုဟိတ်ဆိုပြီးတော့တစ်ချက်ဟောက်လိုက်တာနဲ့နွားကြီးကကြိုးနဲ့ဆွဲလိုက်တယ်လို့တုတ်ကနဲ့ရသွားပြီးတော့ခြေလေးပဲသလုံးထိုင်ကျသွားပြီးတော့ရှာကြီးထွက်ပြီးတော့မောနေရဲ့ဗျ။ဥပဒါကြီးကတခခုမူမမှန်တာသိလိုက်ပြီလေ။အဲဒါမှမဟုတ်ဖိုးမောင်ကအမောဆုံးနေလို့ စကားတော့မပြောနိုင်ပေနဲ့အသက်ကိုမနှဲရှူနေရတယ်။နည်းနည်းကြတော့မှဥပဒါကြီးဟိုရွာရွာရွာထဲရွာထဲမှာဒွေးချောင်းကမိအေးတို့ညီအမဆိုလားရောက်နေရတယ်ဗျာ။အကျွန်တော်ကို သွားခေါ်ခိုင်းတာခေါ်မပေးလို့ဆိုပြီးတော့နွားနဲ့လိုက်ဝေးခိုင်းလိုက်တာပဲ။ဥပဒါကြီးကဒေါသထောင်းနဲ့ထွက်သွားပြီးတော့ကိုပြည့်ကလည်းထားထိုင်လိုက်တယ်ဗျာ။ဒေါသထွက်လို့နဖူးကြောကြီးတွေဆိုရင် တင်းနေတာပဲတဲ့ဗျာ။အော်မိအီမိအီနင်းကနာကြလို့ဒီအထိလိုက်လာတာဗောလေ။ဥပသာကြီးကတစ်ချက်ပြုံးလိုက်ပြီးတော့ကုန်းအင်ကိုဖိုးမောင်ကိုလမ်းပြလိုက်ပါတယ်။ဟေ့ကောင်ဖိုးမောင်ကုန်းအင်ပိုက်ပြီးတော့ငါတော်ကိုလိုက်ခဲ့ကွာ။အဲ့လိုပြောပြီးတော့ထွက်လာခဲ့ပါတယ်။ချမ်းမြင်ကိုရောက်တော့နွားကြီးကရှာရီပြနေပြီးတော့မျက်လုံးကြီးတည်းပြူနေတဲ့ ဥပဒါကြီးကနွားကြီးကိုတစ်ချက်ကြည့်လိုက်ပြီးတော့ဒီကောင်မမင်းနွားကိုတေးအောင်လွတ်လိုက်တာကွာငါကိုအင့်ထဲကကုန်းရက်တွေနဲ့လိုက်ပြီးစမ်းဖူးပုံကလည်းကုန်းအင့်ကိုဖွင့်ပြီးတော့အောက်ဆုံးအန်ထဲမှာထပ်ထားတဲ့ကုန်းရက်တွေကိုနိုင်ပေးလိုက်တာပေါ့ဥပဒါကအဲ့ဒီကုန်းရက်ကိုလက်ဖွားမှာကပ်ပြီးတော့သူ့တွေတစ်ချက်ထွေးချလိုက်ပါတယ်နောက်တော့နွားကြီးရဲ့ရှာကိုအဲ့ဒီကုန်းရက်နဲ့ပို့ချလိုက်တယ်ဗျာကဲမင်းနွားကြီးကောင်းသွားလိမ့်မယ် လာကွာငါတို့သွားစို့အရင်ခေတ်ကကုန်းကြတဲ့သူတွေကအခုခေတ်လိုကုန်းကိုယာပြီးတော့ထုတ်မသွားဘူးဗျာကုန်းအင်ကိုတကူးတကအပင်မန်းခံပြီးတော့တဲလာတာအဲစားကနေမှစိတ်ကြိုက်ရပြီးတော့စားရတဲ့ခေတ်ပေါ့ဥပဒါကြီးကအရှိကနေခြေလန်းကျင်းနေသွားဖိုးမောင်ကလည်းကုန်းအင်ပိုက်ပြီးတော့အနောက်ကနေပြေးလိုက်သွားတာကိုမြင်တော့ကျုပ်တို့လည်းသူတို့နောက်ကိုလိုက်လာခဲ့ကြပါတယ်ခုနကဖိုးမောင်ကရွာလေလမ်းကြီးတိုင်းအော်ဟစ်ပြီးတော့ပြေးသွားတာကို ကျုပ်တို့မြင်လိုက်ရတော့ထူးဆန်းနေပြီဆိုတာသိလိုက်တယ်လေစုံးတွေပညာလားပြိုင်တာထင်တယ်အဖေကအဲ့လိုကောက်ချက်ချလိုက်ပါတယ် तू ကသိတော့သိတယ်သူတို့ကိစ္စသူတို့ဘာသာရှင်းရဆိုတဲ့ပုံစံမျိုးပြ तू ကသွားမကြည့်ပြီမဲ့ကျွန်တော်ကတော့သိတည်နေမှာလားအမေတို့နဲ့တူရွာပြင်ကိုအပြေးထွက်ခဲ့တာဗောဗျာရွာထိပ်မှာပေါက်ကုန်းလို့ခေါ်တဲ့နေရာရှိရဲ့ဗျာကုန်းကမှုတွေဖြစ်နေပြီးတော့အဲ့ဒီဘုံမှာလူကြီးနှစ်ဖက်သာလောက်ရှိတဲ့ ပေါက်ပင်ကြီးတပင်ပေါက်နေရဲ့ဗျ။အဲ့ဒီကုန်းကလေးကိုပေါက်ကုန်းလို့ခေါ်ကြတယ်။အဲ့ဒီနေရာကလည်းရာဇဝင်ရှိတယ်ဗျ။တရဲကလည်းခြောက်လိုက်တာမပြောပါနဲ့။အခုလည်းဥပဒါကရွာထိတ်ကိုရောက်တာနဲ့မိအီတို့နေရာကိုစိုက်ကြည့်လိုက်တယ်ဗျ။မိအီကဘယ်ကောင်မှလဲ။ပူပူဝါနဲ့မိမက သူ့ကိုလူလက်ညှိုးထိုးပြပါတယ်။မိအီဆိုတာကြုတ်ပဲ။ဟောတာကကြုတ်မှမိသေးပဲ။ ကဝေတွေကသူတို့နာမည်အမှန်ကိုမပြောကြဘူးဗျနာမည်ကိုတမင်ဝတ်ထားကြလေရှိတယ်မလားအခုလည်းမိအေးတို့မိသီးတို့ဆိုတာနာမည်ဝတ်တွေဖြစ်မှာပေါ့ဗျာဥပဒါကခက်လက်လက်မှမြင်နေရတဲ့ပေါ့ပင်ကြီးကိုလက်ညှိုးချိုးလိုက်ပြီးတော့ကဲနေတော့လေအဲ့ဒီကို လာခဲ့ကြလက်လက်ကောင်ကြီးမှရုပ်ပြစ်တယ်မိအေးနဲ့မိသီးကအရှိကနေဥဆောင်သွားပြီးတော့အနောက်ကဥပဒါနဲ့ကျုပ်တို့ရွာသားတွေကလိုက်ခဲ့ကြတာပေါ့ ရွာသားတွေဆိုပေမဲ့လည်းတိတ်ပြီးတော့မများပါဘူး။ဆက်ငါးယောက်လောက်တော့ရှိတာပေါ့။နေကင်းအချိန်ကြီးဆိုတော့လေထဲကိုဆင်းတဲ့သူကဆင်းအလုတ်လုတ်တဲ့သူကလုံနေဆိုတော့ရွာမားလူကတိတ်ပြီးတော့မရှိဘူးဗျာ။ကျိုးတို့လည်းအဲ့ဒီပေါက်ကုန်းကိုတယောက်တည်းမစို့မသွားရည်ဘူးဗျာ။အခုကလူလဲများတယ်။ဥပဒါကြီးလည်းပါတယ်။ပွဲကလည်းကောင်းနေပြီဆိုတော့ကြောက်ကြောက်နဲ့လိုက်လာခဲ့ကြတာပေါ့ဗျာ။ပေါက်ဖင်ကြီးကအပွင့်တွေကရဲနေတာပဲဗျာ။အောက်ကကုန်းမှလည်း ပွင့်ကြည်ရင်းနဲ့ရဲရဲနေလို့ပေါ့ပေါက်ပွင့်ဆိုတာမျိုးကတော်တော်လာတာမလားဒါကြောင့်စကပုံတော့ရှိသေးအစင်းသာရှိ အချင်းမရှိသေးပေါက်ပွင့်ဆိုပြီးတော့ပေါ့ပေါက်ပွင့်ကြီးအောက်မှာဥပဒါကြီးကမတ်တက်ရလိုက်ပါတယ်ကျို့တို့ကလည်းစုံးတွေပညာပြိုင်မှာဆိုတော့ကြောက်တာပေါ့ဗျာအာနယ်ပေါက်ပွင့်ကြီးနောက်ွယ်ကနေပုံပြီးတော့ကြည့်နေကြတာပေါ့ဥပဒါကဖိုးပေါင်စီကကိုအင့်ကိုလမ်းယူလိုက်ပါတယ်ပြီးတော့အေးအေးလူလူပဲရနေပါတယ် ကဲနေတို့ကဧည့်သည်တွေဆိုတော့နေတို့လှုပ်ချင်တာလှုပ်ကြပြီတော့နေတို့ကိုငါဦးစားပေးတယ်မိကဥပဒါကြီးကိုမျက်စောင်းထိုးကြည့်ရတယ်တင်အယမ်းကြောက်စရာကောင်းတာဗျာဥပဒါကတော့လူပုံစံအတိုင်းခပ်ပြုံပြုံပဲဗျာရှိုင်းကြီးအဆုတ်ကြီးတစ်ထည်ကိုဝုတ်ချတယ်ရှိုင်းကြီးကြီးကလည်းအကျော်ကုန်းမှာပေါက်နေသေးတယ်ဗျာအောက်ကသူ့ကျော်ကုန်းဖြူကြီးကိုကြုတ်တော့မြင်နေရတယ်ပစိုးကိုခတ်တူဝုတ်ချပြီးတော့ တာယာဖနမဲမဲကြီးကိုစီးထားပြီးတော့ခြေထောက်ကိုအရှိကိုတယ်လန်းတူပြီးတော့လူကခတ်တွေ့လေးရနေတယ်။လက်တစ်ဖက်ကလည်းကုင်းအင်ကိုပိုက်လို့ဗျာ။မိကြီးကဥပဒါကြီးကိုလက်ညိုးထိုးပြီးတော့ဘာဝင်ပြောနေမှမသိပါဘူး။ပွားစီပွားစီလုပ်နေ။ဥပဒါကြီးကဘာမှမဖြစ်တယ်လို့အပြုံးလည်းမပြည့်ဘူးဗျာ။ကျုပ်ကလည်းဆက်စုတဲ့ကောင်းဆိုတော့ဥပဒါကြီးရဲ့မျက်နှာကိုမမြင်ရလို့ပေါ့ပင်နောက်ကနေအသာကလေးထွက်ပြီးတော့ အနာကလေရဲ့ကသိန်းရိုးဆက်ကနေဝုတ်ပြီးတော့ကြည်နေရဲ့ဗျအဲ့နေရာကနေကြည်ရင်သူတို့တွေအကုန်လုံးကိုကွက်ကွက်ကွကွင်းမြင်ရတယ်မလားမိရေရွတ်ဖက်ပြီးတော့9မိနစ်လောက်ကြာတော့ဥပဒါကြီးကတစ်ချက်တန်းလိုက်တယ်ပါဇက်ကိုလက်ဝါးနဲ့ကပြီးတော့တဝါးနဲ့တန်းပြီးမှဟဲ့ညီးပညာတွေကမပြီးသေးဘူးလားငါမှအဲ့တော့အဲ့ချင်လာပြီဥပဒါကြီးဘာမှမဖြစ်ပေမဲ့ မိအေကတော့ဇောချွေးတွေပြန်နေပါ යි နှစ်ဖူးကစီးကြနေတဲ့ချွေးတွေဆိုတာမြေမကောင်းဘူးဗျာမိပြမှာလဲချွေးတွေကိုတီးနေတာပဲမိအေကသူ့မှာမိသေးကိုလဲကြည့်လိုက်ပါတယ်ဆိုလိုချင်တာကတော့ညီမမနိုင်တော့ဘူးအမတ်လောက်တော့ဆိုတဲ့သဘောပေါ့မိသေးကတော့ခအေးပဲသူရွတ်ထားတဲ့ခံတောင်းကလေးကိုမြေကြီးကိုချလိုက်တယ်နောက်တော့ခေါင်းပုံကခေါင်းဖူးကိုကမ်းလိုက်တယ်ခေါင်းဖူးဆိုတာခေါင်းမနာအောင်လို့ခွေပြီးတော့ခံတဲ့ အဝတ်စာတစ်ခုပေါ့ဗျာသူ့ကောင်းမှုကပစိုးကွက်လို့လို့မဲမဲကြီးဗျာနောက်တော့ဘာမပြောညမပြောနဲ့အဲ့ဒီကောင်းမှုနဲ့ဥပဒါကြီးကိုလမ်းပြီးတော့ပြစ်လိုက်ပါတယ်ကောင်းမှုကအလိတ်လိုက်ကြီးပြေသွားပြီးတော့မိသေးလက်ကလည်းလွတ်သွားတယ်မွေကြီးတကောင်ဖြစ်သွားတာဗျရှင်းနေတာပဲမွေကြီးကအကြီးကြီးပဲဗျလူကြီးလက်ဖြစ်တော့တော့လုံးပါလောက်ရှိမယ်ပါဇက်ကြီးဖြဲပြီးတော့အဆွေကြီးနဲ့ဥပဒါကြီးစီကိုပြန်ပြီးတော့ဝင်သွားတာပေါ့ ပြန်ဝင်လာတဲ့မွေကြီးကိုဥပဒါကြီးကညာဘက်လက်နဲ့လမ်းဖက်လိုက်ပါတယ်။အဲ့ဒီမွေကြီးကဥပဒါကြီးရဲ့လက်ထဲကိုရောက်တော့ကောင်းမှုလုပ်တဲ့ပစိုးပိုင်းကြီးပြန်ဖြစ်သွားတယ်ဗျ။လေဝိမှာပစိုးပိုင်းကြီးကအဲဘလက်ဘလက်လွတ်နေသေးတယ်။ဥပဒါကြီးကပစိုးပိုင်းကိုကြည့်ပြီးတော့မဲ့လိုက်တယ်ဗျ။နင့်ကောင်းဖို့ပစိုးအဆုတ်ကြီးကိုငါမလိုရင်ဘူးဟာသွားစမ်းအဲ့လိုပြောပြီးတော့မိသေးစီကိုပြန်ပြစ်ထက်လိုက်တာခொနကမိသေးလို့တော့လို့ပဲ ဥပဒါကြီးပြစ်လိုက်တော့ကပစိုးပိုင်းပဲလက်ကနေလွတ်သွားတော့မွေဟောက်ကြီးပြန်ဖြစ်သွားတယ်မိသေးလည်းငုတ်ပြီးတော့ရှောင်းတာမြန်လိုက်လို့နှုတ်မဟုတ်ရင်မွေကြီးကမိသေးရဲ့ငယ်တွေကိုကွက်ကြည့်ပဲဗျမွေကြီးကမိသေးကိုကြော်ပြီးတော့မြေကြီးကိုကြားသွားတော့မွေဟောက်ကြီးအဖြစ်ပဲရှိနေသေးတယ်ဗျပပင်းကြီးထောင်ပြီးတော့မိသေးတို့ကိုတရှူးရှူးနဲ့ကြိုက်ဖို့လုပ်နေရများဘေးကနေကြည့်တဲ့ကျုပ်တို့တော့ကြောက်နေရတယ်ဗျမိသေးကမွေကြီးကိုလက်ညှိုးထုတ်ပြီးတော့အတော်ရွတ်ဖလိုက်ရပါတယ် အဲ့တော့မှမွေကြီးက ပြန်ခွေကျသွားပြီးတော့ခေါင်းဖို့အဝှစကြီးပြန်ဖြစ်သွားတာဗျာမိသေးကတော့ခြေနဲ့ဘူးမရသေးဘူးဗျာဒါနဲ့ဘေးမှာခုသူခုနကချထားတဲ့ခံတော်လေးကိုကောက်ယူလိုက်ပါတယ်ခံတော်ပေါ်ကတော့ပစိုးစားတဆောက်ကိုဖုံးထားလို့အထဲမှာဘာထက်တာလဲဆိုတာတော့မမြင်ရဘူးဗျာအဲ့တိုင်းမဲ့သူတို့ကဆုံးမရဲဆိုတော့မကောင်းတာတစ်ခုခုဖွက်ယူခဲ့တာဖြစ်မှာပေါ့လေအဲ့ဒီချိန်မှာပဲဥပဒါကြီးကကိုင်းကိုလက်နဲ့ပိုက်ကြားထဲမှာညက်ပြီးတော့လက်တစ်ဖက်ကကိုင်းအဖုံးကုန်ဖွင့်ပြီးတော့ ကုန်းရွက်တရွက်ကိုနှက်လိုက်ပါရင်နောက်တော့ထုံးမှုလေးတွေကထုံးကိုလက်ညှိုးနဲ့နှိုက်ပြီးတော့အေးအေးလေးလိုကုန်းရွက်ကိုထုံးတော့နေကနေဟဲ့ကောင်ပါလေနင့်အကြောင်းကိုဖွင့်ရင်တတိထာနော်အဲ့လိုပြောလို့မိသီးကတောင်းပေါ်မှာအုပ်ထားတဲ့ပစိုးကိုဖွင့်ကြည့်လိုက်တယ်ဗျပြီးတော့မိသီးကအားငနဲ့អော်လိုက်ပြီးတော့တောင်းကိုမြေပေါ်ကိုပြစ်ချလိုက်တာဗျတောင်းထဲကနေမွေမွေးတွေထွက်လာတာမနေဘူးဗျာ အကောင်30လောက်ရှိမယ်။မွေမွေးတွေကခေါင်းတွေထောင်ပြီးတော့သူတို့ညီအမကိုပေါ့ဖို့လုပ်နေကြတာ။မိသေးကခြေဖနှောက်ကိုစောင့်ဆောင်ပြီးတော့တခုကိုရွတ်လိုက်တော့မှမွေမွေးတွေကတဖြည်းဖြည်းပျောက်သွားကြတာဗျ။မိသေးကဥပဒါကြီးကိုဆုံးပညာနဲ့မနိုင်တော့ဆဲတော်တာပဲဗျာ။ဆဲနီးကတော့စုံနေအောင်ကိုဆဲတာ။ဖီနဲ့လည်းကင်တုပ်တယ်။သူ့ပစ္စည်းတွေနဲ့လည်းတိုင်းထွာပြီးတော့ဆဲတာပေါ့။ဥပဒါကြီးကခဏတော့နားထောင်နေသေးရဲ့ဗျာ။ နောက်တော့ဟဲ့ကောင်မနားညိလိုက်တာနေပါဇက်ကိုပိတ်ထားအလို့ပြောလိုက်တယ်ဆိုရင်မယ်မိသေးခင်ဗျာပါဇက်မဟာနိုင်တော့ဘူးဗျာအတင်းအားဆိုင်ပြီးတော့អော်ပေးမယ်လေပါဇက်မပွင့်မယ်နဲ့နှခမ်းကြီးကစစ်လျက်သားနဲ့တအူနဲ့အတန်တွေပဲထွက်တယ်လေကျုပ်တို့အဲ့ဒီမှာဥပဒါကြီးကိုအရန်ကိုလေးစားတော့တာဗျာသူကဘာမှတော့ပြန်ပြီးတော့မလုပ်ရသေးဘူးနော်အေးစစ်စစ်ကုန်းရနေရာ ကုန်းရပြီးတော့မှအဲ့ဒီကုန်းရကိုကင်ပြီးတော့မိသေးတို့ညီအမကိုကြည့်ပြီးတော့ကဲနေတော့အလဲပြီပြီဒီတခါငါအလဲနေတော့ခံနိုင်ခံကြအဲ့လိုပြောပြီးတော့ကုန်းရကိုပါးစားတဲ့ကိုချိုးထွက်လိုက်ပြီးတော့ဝါလိုက်တယ်ဗျ तू သုံးလင်းချက်လောက်ဝါတာနဲ့မိရေကနှစ်ထင်းတစ်ဖက်ကိုလက်နဲ့ဖိပြီးတော့អော်တော့တာပဲဗျနောက်တော့မိသေးလေလိုက်ပြီးတော့អော်တာပဲစဲတော့ကတော့ပါးစားဖွင့်မရပြီမြဲ့ အော်တာတော့ရတယ်ဗျဥပဒါကကုန်းဝလိုက်မိအေးတို့ညီအမကအော်လိုက်နဲ့နောက်တော့ပို့ပြီးတော့အထိနာလာတယ်နဲ့တူပါတယ်မြေမှာလူလိုက်နေတော့တာထမိန်တွေဘာတွေတောင်ကြွတယ်ဗျနောက်ဆုံးမှမိသေးကအောက်မလေးကြောက်ပါပြီဆရာကြီးရေကျမတို့ကိုချမ်းသာပေးပါကျမတို့သေးရပါတော့မယ်အဲ့လိုအော်လိုက်တော့မှမိသေးအော်တာရပ်သွားပါတယ်မိအေးကမပြောသေးတော့မိအေးကအော်နေရတော့မယ် အဲနောက်တော့မှမိရဲ့လည်းတိမခံရတော့ဘူးနဲ့တွေ့ပါတယ်။သူလည်းအကျော်တော်မှလည်းမှဥပဒါကြီးကကုန်းဝါးတာကိုရက်လိုက်ပါတယ်။ညီတို့မှတ်ပြီလား။ဒီဘွဲမှာညီတို့ရှုံးတာညီတို့သိနော်။မှတ်ပါပြီရှင်။ဆရာကြီးကိုကြောက်ပါတယ်။ပညာသည်တွေပြန့်ရင် နိုင်တဲ့သူကဘာလို့ရစမြဲလဲဟဲ့။မိသေးတို့ညီမနှစ်ယောက်ကညီမဒူးလေးတွေထောက်ပြီးတော့နိုင်တဲ့လူ စိတ်ကြိုက်လို့ရပါတယ်ဥပဒါကပြုံးပြီးတော့အေးကောင်းပြီငါကသူများတွေကိုပညာတွေဘာတွေမဖြတ်တော့ပါဘူးနေတို့ကိုဒီတခါတော့လုပေးလိုက်မယ်အဲဒါပေမဲ့နေတို့ကိုငါဒဏ်ခတ်မယ်အဲ့လိုပြောပြီးတော့မိသူတို့ရဲ့အနာကိုရှောက်သွားပြီးတော့သူပါဇာတွေကဝါပီးသားကုံးမတွေကိုထုတ်ပြီးတော့မိသည်ပါဇာတွေရောမိရဲ့ပါဇာတွေကိုပါခွန့်လိုက်ပါတယ်ဟိုနေရောက်ကလည်းရှုံးတဲ့သူဆိုတော့ ဥပဒါလုတ်တမျခံရတာပေါ့အေးနင်တို့ဒီနေ့ကစပြီးတော့တနင်္ပြည့်တဲ့အထိနင်တို့ရဲ့ပညာတွေကိုငါပိတ်ပင်ထားလိုက်တယ်အနင်တို့သုံးရတဲ့ပညာသုံးကြည့်စမ်းနင်တို့ဘာဖြစ်သွားမလဲဆိုတာစောင့်ကြည့်ကြပြီတော့မလုတ်ရဲပါဘူးဆရာကြီးရှင်နင်တို့လည်းခြေအကောင်လက်အကောင်ကြီးတွေပဲဟာရိုးရိုးတတလုတ်ကန်စားကြစမ်းပါထမင်းမငတ်ပါဘူးတော့ကြတော့ နောက်ဆိုရင်နေတို့ရဲ့အတန်ကိုငါမကြားချင်ဘူးနော်မိသည်ကခေါင်းပူကြီးကို ကောက်ပြီးတော့ခံနှောင်းလေးကိုထက်ပြီးတော့ခံနှောင်းလေးကိုပိုက်လိုက်တယ်ဗျာနောက်တော့သူတို့ညီမနေရောက်ကုတ်ကုတ်ကလေးဂျွာကနေပြန်ထွက်သွားကြပါလေကျုပ်တို့မှဆိုရင်အတန်တော်ထွက်ရတာမဟုတ်ဘူးဗျာအခုသူတို့ပြန်သွားမှဟေးဥပဒါကြီးကွာဆိုပြီးတော့အော်ဟေးလိုက်ကြတာဥပဒါကြီးကတော့အေးအေးလေးလူပဲကိုအင်းကလေးပိုက်ပြီးတော့ ရွာထဲကိုပြန်ဝင်သွားတယ်ဗျကျောက်တို့လည်းပေါက်ကုန်းမှကြာကြာမနေရတာနဲ့ရွာထဲကိုပြန်ပြေးကြတာပေါ့ဗျာအဲ့ဒီသတင်းရွာထဲကိုပြန်သွားတော့တချို့ကလည်းဥပဒါကြီးကိုကြောက်ကြတယ်ကျောက်တို့ကတော့မကြောက်ပါဘူးဗျာဥပဒါကြီးကလည်းခတ်ယူယူပဲနေပါတယ်မိုးလီမီဆိုရင်တောင်းကြီးတောင်းကိုထမ်းပြီးတော့လေယာသုံးကရိယာတွေယူပြီးတော့လက်ထဲကိုဆင်းသွားတော့တာပဲပါဇက်ကလည်းလေကလေးတချို့ချို့နဲ့ချွင်ချိုး အေးဒါမှမဟုတ်လေကိုကြီးမြုံလို့လမ်းမှာတွေ့တဲ့သူတိုင်းကိုတော့ပြုံးပြရေပြသွားသေးတယ်ဗျဟုတ်ကဲ့ပါဆက်လန်လေးကတော့ဒီမှာနေပြီးဆုံးပြီပဲဖြစ်ပါတယ်ခင်ဗျာအဆုံးအထိနတ်တော်သားဆင်အားပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးအထူးပဲတင်ရှိပါတယ်ခင်ဗျာအားလုံးပဲနောက်ဗီဒီယိုတွေမှာကြံလဲဆုံထွေ့ကြပါမယ်ခင်ဗျာ